သူ့မှာကျွန်တော်တို့ဘာအကြောင်းပြောကြမလဲဆိုတော့ scope အကြောင်းနေပေါ့နော်အာတမန်ကြီးမှာရှိတဲ့ scope အကြောင်းနေကျွန်တော်တို့ပြောကြမယ် scope ဆိုတာပါလဲ scope ဆိုတာကျွန်တော်တို့အာဒါတွေက photo အာအာဒီဓာတ်ပုံကြာဓမ္မကြာဒါရင်းနှီးနည်းနည်းပပရင်းနှီးတာပေါ့နော်ကျွန်တော်အာ scope scope တွေကဘာလဲလောက်ရဆိုတော့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ color တွေ color color တွေ brightness တွေပြီးတော့ contrast တွေကိုကျွန်တော်တို့တေချာကြည့်ပြီးတော့အာတမန်ကြီးမှာ အာကျွန်တော်တို့ color grading အတွက်အရင်အရေးကြီးတဲ့တူတစ်ခုဖြစ်တာပေါ့နော်အာ scope က scope ပါအမျိုးအစားကျွန်တော်တို့၄မျိုးရှိတာပေါ့နော်အာဒီအခုကျွန်တော် scope တွေကိုကျွန်တော် introduction ကျွန်တော်လုပ်နေတာပေါ့နော် okay ကျွန်တော်တို့ရဲ့အာကျွန်တော်ရဲ့ scope ကို tabg base color basis scope ကိုနေ့တိုင်းကြည့်ချင်ကျွန်တော် youtube channel ကို subscribe လုပ်ပြီးတော့ကျွန်တော်ရဲ့ page ကိုလည်း like and follow လုပ်ပေးကြပါ okay ဒီ scope တွေမှာဘယ်လိုမျိုးကျွန်တော်အတုံးအများဆုံး၄မျိုးရှိတာပေါ့နော်။ဘာလဲဆိုတော့ wave form ရယ်ပြီးတော့ bar scope ရယ်ပြီးတော့ histogram ရယ်ပြီးတော့ palette ရယ် RGB palette တွေပေါ့နော်။ဒီဒီ scope တွေဒီ၄မျိုးမှာကျွန်တော်အကြည့်အများဆုံးပဲ။အာဒါလေးကိုကြည့်ပြီးတော့ကျွန်တော်တို့ color grading လောက်ကြတာများတာပေါ့နော်။ color grading လောက်တာရယ် exposure ချိန်တာရယ်အာပြီးတော့ color balance ကျွန်တော်တို့လောက်တာရယ်အလုံးဒီထဲမှာကျွန်တော်ကြည့်ပြီးတော့လောက်ကြတာပေါ့နော်။ Okay ဒီ wave form ကျွန်တော်ဒီ၄မျိုးရဲ့အာ အသေးစိတ်ကျွန်တော်နောက် lesson တွေမှာကျွန်တော်အသေးစိတ်ကျွန်တော်ပြောပြပါမှာပေါ့နော်အခုကျွန်တော်နည်း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 ပပကျွန်တော်ပြောပြမယ်ဘယ်လိုမျိုးလဲဆိုတော့ wave form မှာ wave form က wave form ကဘာဘာတက်တော့လဲဆိုရင် aluminum တော့တုံးရတာပေါ့နော် aluminum ဆိုတော့ဘာအလင်းအမှောင်ကိုပြောတာပါအလင်းအမှောင်ကိုကျွန်တော်ပြောတာပါဒီအဲ့ဒါအလင်းအမှောင်ကိုကျွန်တော်တိကျအာကျွန်တော်ကြည့်ပြီးတော့အာ wave form ကိုကြည့်ပြီးကျွန်တော်တောင်းရဖြစ်ပါတယ်အဲ pyroscope ဆိုတာဘာတော့ကျွန်တော်တောင်းရတယ်ဆိုတော့အာ hue 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 situation ဆိုတော့ ပေါ့နော် hue ဆိုတာကျွန်တော်တို့အတိုက်ပဲမြန်မာလို့ပြောရရင်ကျွန်တော်အယောင်ပြီးတော့ reservation ကကျွန်တော်တို့8အယောင်ကိုပဲအတူ short ကျွန်တော်တို့အာအတူ short ကျွန်တော်လုတ်ချင်တဲ့အရာတွေအတူ short လုတ်တဲ့အရာပေါ့နော်ဒီအဲ့ဒါ battle scope ကြည့်ပြီးတော့ဒါလို့ဒီ battle scope မှာဆိုကျွန်တော် skin တုံးနေပါတယ်အာတရားကြည့်လို့ရတာပေါ့နော် skin တုံးအယောင်ကိုလိုချင်တဲ့ color တုံးတွေအယောင်နဲ့ hue hue နဲ့ reservation တော့ဖြစ်ပါတယ်ဒါကကျွန်တော်အကြမ်းမြင့်ကျွန်တော်ပြောပြတာဖြစ်ပါတယ်အာပြီးတော့ကျွန်တော် histogram ကကျွန်တော်တို့ရဲ့ဟာ အာသူ shallow ရ highlight ရမေးတုံးတွေကိုအာ RGB shallow highlight မေးတုံးကျွန်တော်တိတယ်နေရတယ်ဗောနော histogram ကတော်တော်များများတပ်ပုံရှာဆိုရင်တော်တော်ရင်းနှီးတယ်အာကင်မရာမှာလည်းပါတယ်ကင်မရာမှာလည်းပါတယ်ကျွန်တော်တို့အာ Lightroom တို့မှာ Photoshop တို့မှာဆိုတော့ဒါတွေအများဆုံးပါကျွန်တော်မြင်နေကြဗောနော်အာ okay RGB palette RGB palette ကပါလဲဆိုတော့ကျွန်တော်တို့ RGB 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 green blue ရဲ့ channel တွေပေါ့နော်အဲ့ဒါသူ red green blue channel ကိုသူတို့ခွဲပြီးတော့တိတက်ပြတဲ့နေရာတယ်ပေါ့နော် okay အာဒီ introduction ကတော့ဒီ browser scope ရဲ့ scope ရဲ့ introduction ကတော့ဒီနေ့တော့ဒီလောက်ပါပဲအာမနေ့ကကြာမှကျွန်တော် wave form အကြောင်းအာကျွန်တော်ပြပမှာဖြစ်ပြပမှာဖြစ်ပါတယ် okay basic color grading code ကိုနေ့တိုင်းကြည့်ခြင်းရင်ကျွန်တော်ရဲ့ youtube channel ကို subscribe လုပ်ပြီးတော့ကျွန်တော်ရဲ့ page ကိုလည်း like and follow လုပ်ပေးကြပါ okay အားလုံးပဲကံကောင်းချင်းမြတ်စွာနဲ့ပိုင်ဆက်ပါစေ bye bye OK よ。